ဓာတ်စီဒါမှမဟုတ်ဒီဇယ်စီအသုံးပြုစရာမလိုပဲတူလောင်ထားတဲ့လျှက်စစ်တအားနဲ့လေပတ်နိုင်တဲ့မော်တော်ယာဉ်တွေပဲဖြစ်ပါတယ်။ EV မော်တော်ကားတွေမှာ Internal Combustion Engine ICE မရှိပဲ Battery Power Motor များဖြင့်သာသွားလာခြင်းကိုလှုံ့ဆော်ပေးပါတယ်။ Electric Vehicle EV တွေကို1830ခုနှစ်မှာ Robert Anderson ကစွမ်းအားပေးတဲ့ Battery အသုံးပြုတဲ့ကားကိုပထမဆုံးဒီဇိုင်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ Battery နည်းပညာကအားနည်းနေသေးလို့သုံးစွဲမှုများမရှိခဲ့ပါဘူး။ 19ရာစုနောက်ပိုင်းမှာတော့ဘက်ထရီနည်းပညာတိုးတက်လာပြီး EV တွေကိုကားလမ်းကြောင်းတွေပေါ်မှာထိတွေ့လာခဲ့ပါတယ်။1896ခုနှစ်မှာ Thomas Parker ကလုံခြုံတဲ့ရက်စကားကိုလှုပ်ဆောင်ခဲ့ပြီး1890ခုနှစ်မှာ EV ရဲ့ပထမဆုံးအများသုံးကား Columbia Electric ကားကိုအမေရိကန်နိုင်ငံကထုတ်လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ EV တွေဟာလူသုံးဆွဲမှုများပြားလာတာမလို့20ရာစုစတင်လာတာနဲ့ရက်စကားတွေဟာအောင်မြင်မှုရရှိခဲ့ပါတယ်။ 1900ခုနှစ်နဲ့1930ခုနှစ်အတွင်းမှာတော့ EV ကားတွေဟာအမေရိကန်မှာမော်တော်ကားလမ်းကြောင်းတွေပေါ်မှာထင်ရှားခဲ့ပါတယ်။ဒါပေမဲ့1930ခုနှစ်မှ1940ခုနှစ်အတွင်းမှာတော့ အင်ဂျင်တက်မော်တော်ကားတွေရဲ့ပြောင်းလဲလာမှုနည်းပညာတိုးတက်လာမှုနှင့်အဆင့်မြင့်တင်လာမှုတွေကြောင့် EV ကားတွေဟာအချိန်အနည်းငယ်ပြောက်ွယ်သွားခဲ့ပါတယ်။1980ခုနှစ်နောက်ပိုင်းမှာတော့ EV ကိုပြန်လဲစတင်မြင့်တင်ခြင်းတွေရှိလာခဲ့ပြီးဘက်ထရီနည်းပညာပုံမှုတိုးတက်လာတဲ့အတွက်ကြောင့်စီးပွားရေးဆိုင်ရာရည်ရွယ်ချက်တွေနဲ့ EV ကားတွေကိုထပ်မံထုတ်လုပ်ခဲ့ကြပါတယ်။ယနေ့21ရာစုသို့ရောက်လာတဲ့အချိန်မှာတော့ EV တွေဟာနည်းပညာသစ်များနှင့်အတူပုံမှုတိုးတက်လာပြီးအလွန်ကောင်းမွန်တဲ့လျှက်စစ်အင်ဂျင်များကိုအခြေခံ ထားတဲ့ကားတွေကိုမော်တော်ကားထုတ်လုပ်သူများကပါထုတ်လုပ်ခဲ့ကြပါတယ်။ Tesla ကဲ့သို့သော အမှတ်တစိတ်များဟာ EV ကားတွေကိုပိုမိုအဆင့်မြင့်အောင်တီထွင်လာကြပြီးထူးခြားတဲ့အောင်မြင်မှုတွေကိုရရှိခဲ့ပါတယ်။ EV ကားတွေကိုတီထွင်လာတဲ့အကြောင်းရင်းတွေကတော့ အင်ဂျင်တက်မော်တာကားတွေကထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်တန်းငွေတွေကလေထုကိုထိခိုက်စေပြီး EV ကားတွေကတော့ zero emission ဖြစ်တဲ့အတွက်ကြောင့်ကဘာကြီးပူနွေးလောင်မှုနဲ့လေထုညဉ့်ဉန်းမှုတို့ကိုရှော့ချပေးပါတယ်။ဓာတ်ဆီနဲ့ဒီဇယ်တွေဆိုတာသဘာဝကရယူရတဲ့ limited resource တွေဖြစ်တဲ့အတွက်ကြောင့်တိုးတက်ထွန်းကားလာသည့်နှစ်တစ်ပြိုင်နက်တည်းဈေးနှုန်းများလည်းတက်လာနိုင်ပြီး EV တွေကတော့ပြန်လည်အားဖြင့်အသုံးပြုနိုင်တဲ့အတွက်ကြောင့်လောင်စာဆီရှားပါမှုနဲ့စွမ်းအင်သုံးစွဲမှုကိုရှော့ချပေးပါတယ်။ ဘက်ထရီနည်းပညာ lithium solid state တိုးတက်လာခြင်းကြောင့် EV ကားတွေမှာ autonomous driving smart feature နဲ့ AI integration စတဲ့ခေတ်သစ်နည်းပညာများကိုထည့်သွင်းလာနိုင်ပါတယ်။ EV မော်တော်ကားတွေအနေနဲ့ engine တက်မော်တော်ကားတွေထက်အတန်ပိုပိုတိတ်ဆိတ်ပြီး EV supercar အချို့ဟာ traditional sport ကားတွေထက်တောင်မှ acceleration ပိုပိုမြန်ဆန်လာခြင်းစားတဲ့အကြောင်းအရာတွေကြောင့်ပဲ EV ကားတွေကိုယနေ့ခေတ်မှာပုံမိုတီထွင်ဖန်တီးလာကြတာပဲဖြစ်ပါတယ်။ EV motor ကအမျိုးအစားကိုအဓိက၃မျိုးခွဲခြားထားပါတယ်။ BEV လို့ခေါ်တဲ့လောင်စာဆီမလို့ပဲဘက်ထရီပါဝါတည်သက်မောင်းနေနိုင်ပြီးကာဗွန်ဒိုင်အောက်ဆိုက်ဒဏ်ငွေထွက်ခြင်းမရှိတဲ့ကားမျိုးအစားဥပမာ Tesla Model 3 Nissan Leaf PHEV လို့ခေါ်တဲ့ဘက်ထရီနဲ့ဓာတ်ဆီဒါမှမဟုတ်ဒီဇယ်ဖြစ်မောင်းနေနိုင်ပါတယ်။ခရီးတိုများမှာဘက်ထရီဖြစ်မောင်းနေနိုင်ပြီးခရီးဝေးများမှာတော့အင်ဂျင်ကထောက်ပံ့မှုများပေးပါတယ်။ဥပမာ Toyota Prius Pride Mitsubishi Outlander HEV လို့ခေါ်တဲ့လက်စစ်စွမ်းအင်သုံးနဲ့လောင်စာစွမ်းအင်သုံးစနစ်ကိုအလိုအလျောက်ပြောင်းလဲနိုင်တဲ့ကားတွေလည်းရှိပါတယ်။ဥပမာ Toyota Camry Hybrid, Honda Accord Hybrid EV မော်တော်ကားတွေရဲ့အားသာချက်တွေကတော့အမှုံအမွှားနဲ့ကာဗွန်နိုင်အောက်ဆိုက်ဓာတ်ငွေထွက်ရှိခြင်းမရှိသဖြင့် eco friendly ဖြစ်ခြင်းစီတုံးစရာမလိုဘက်ထရီနဲ့တာရှည်သုံးနိုင်တဲ့အတွက်ကြောင့် fuel saving ဖြစ်ခြင်းစူညံတန်နေပြီးစွမ်းဆောင်ရည်မြင့်မားခြင်းစတဲ့အချက်တွေဖြစ်ပြီးတော့အားနည်းချက်တွေကတော့ charging station များလုံလောက်စွာမရှိသေးခြင်းဖတ် charger မရှိလျင်ဘက်ထရီအားသွင်းချိန်ကြာမြင့်ခြင်း Tesla, BMW iX, Mercedes EQ ကဲ့သို့သော Luxury EV များရဲ့ရောင်းချမှုတန်ဖိုးမြင့်မားခြင်းစတာတွေပဲဖြစ်ပါတယ်။ Tesla, BYD, Nissan, Honda, BMW, Mercedes-Benz တို့က EV ဈေးကွက်ကိုဦးဆောင်လာပြီး Solid State Battery Technology fast charging long range ev တို့ဖြင့်ပုံမှန်တိုးတက်လာမည်ဟု ev motor car ရဲ့အနာဂတ်ကိုခန့်မှန်းထားကြပါတယ် EV မော်တော်ကားများကိုတီထွင်လာခြင်းဟာ eco-friendly ဖြစ်ခြင်း၊စွမ်းအင်လုံလောက်စေခြင်း၊နည်းပညာတိုးတက်မှုမှာအထောက်အကူဖြစ်လာခြင်းကြောင့်နောင်လာမည့် transportation industry drug ခြေရာခံပုံစံဖြစ်လာနိုင်မှာဖြစ်ပါတယ်။အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။ငွေချင်းတို့ရော EV ကနည်းပညာနှင့်ပတ်သက်တဲ့အခြားဘ ഹു တုတရရစရာလေးတွေရှိရင်လည်း comment မှာရေးသားခဲ့လို့ရပါတယ်။ အထွေထွေဗဟုသုတများနဲ့အခြားစိတ်ဝင်စားပွဲရာများကို Horizon Hub မှာတင်ဆက်ပေးနေတဲ့အတွက်ကြောင့်ကျမတို့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။